မကွေးတိုင်းမြိုင်မြို့နယ်ကန်နီကျေးရွာပြူစောတိစကန်ကောင်ဆောင်ကရွာထဲမှာရှိတဲ့အမျိုးသမီးတွေကိုလိမ်မိုင်းဆိုင်ရာထိပါနှောက်ယှက်ပြီးအရမပြုခြင်းမှုစူးစမ်းတာတွေရှိတယ်လို့ကန်နီပြည်ရွာကထွက်ပြေးလာတဲ့အသက်23နှစ်အရွယ်အမျိုးသမီးတူကအမတ်ပီကိုပြောပါရတယ်။အဆိုပါအမျိုးသမီးဟာသူ့ကိုယ်တိုင်ကန်နီရွာပြူစောတိစကန်ကောင်ဆောင် ကျော်စန်းဝင်းရဲ့လိမ်ပိုင်းဆိုင်ရာထိပါနောက်ဆက်ပြီးအရမပြုကျင်ဖို့လှုပ်ဆောင်တာကိုခံခဲ့ရလို့ရွာမှာဆက်မနေရတော့တဲ့အတွက်မေလာခုနှစ်ရဲ့မနေ့ပိုင်းမှာထွက်ပြေးလာခဲ့တာလို့အဲ့ဒီအမျိုးသမီးကပြောပြပါဗျ။ပြူစောဒီကောင်းဆောင်ကျော်စန်းဝင်းဟာလိမ်ပိုင်းဆိုင်ရာထိပါနောက်ဆက်ပြီးအရမပြုကျင်ဖို့ကြံရွယ်တဲ့အမျိုးသမီးတွေရဲ့အိမ်ကိုကနအူးပိုင်းမှာစက်တွေလာပို့လို့ရှိပါတယ်။ အဲ့ဒီလိုကြက်တွေပို့ပြီးတဲ့နောက်မှာတော့ကြက်စာကျွေးသလိုနဲ့စံတွေယူလာတက်ပြီးတာချောင်းမာချောင်းမေးမြန်းကစံအနှဲငယ်လောက်အထောက်ပံ့ပေးပြီးနောက်လိမ်ပိုင်းဆိုင်ရာထိပါးနှောက်ရက်တာအရမပြုကျင့်မှုစ조사တာတွေလှုပ်ဆောင်တာမျိုးဖြစ်တယ်လို့ပြူယွာစကန်ကထွက်ပြေးလာတဲ့အဲ့ဒီအမျိုးသမီးကပြောပြတာပါထွက်ပြေးလာတဲ့အမျိုးသမီးရဲ့ယောက်ျားကိုယ်တိုင်ကလက်နက်ကင်ပြူစော်ဒီတယောက်ဖြစ်ပြီးသူကတော့ကန်ဒီကျေးရွာပြူစော်ဒီစကန်မှာပြူစော်ဒီအဖြစ်လက်နက်ကင်ကျင်ရခဲ့ပါတယ် ယူကောင်းဆောင်ရဲ့ဘေးရန်ကြောင်းရွံ့လို့ထွက်ပြေးလာတဲ့အမျိုးသမီးနဲ့အတူပြူစောတီတပ်ဖွဲ့ဝင်နှစ်ယောက်လည်းပါလာခဲ့ပြီးသူတို့တွေကလည်းပြူကောင်းဆောင်ကျော်စန်းဝင်းကရွာထဲကအမျိုးသမီးတွေကိုလိမ်မိုင်းဆန်ရထိပါနှောက်ရပြီးအာရမပြုခြင်းမို့လှုပ်ဆောင်နေတာအမှန်ပဲလို့ MFP ကိုပြောပြပါရတယ်။